နိုင်ငံ190ခုရှိတယ်။အောက်ကနိုင်ငံကကျွန်းနိုင်ငံလေးပဲလွတ်လပ်ရေးအသုံးနေပြီရှိတယ်။အဲ့နိုင်ငံကျွန်တော်ရဲ့အောက်။ကျွန်တော်အောက်မှာကျွန်တဲ့နိုင်ငံမရှိဘူး။ကမ္ဘာမှာပညာရေးမှာပမာတိရအောက်ဆုံးပါပဲ။ဆရာဟိလက်ဆရာကောင်းတန်ဒေါက်တာထေလွင်မြန်မာစာပေါ်မူခငိမ့်တို့ပါဝင်ဟောပြောပြီးတဲ့စာပေဟောပြောပွဲမှာမြန်မာနိုင်ငံရဲ့လက်ရှိပညာရေးစနစ်ဟာလွတ်ကျက်မဲ့တဲ့ပညာရေးစနစ်ဖြစ်တယ်လို့ ကျောင်းတင်ယူကလွဲပြီးပြင်ပဘုဒ္ဓရီနဲလာတဲ့အကြောင်းအရာတွေကိုဟောပြောခဲ့ကြပါတယ်။စာပေဟောပြောပွဲကိုစီတင်တဲ့ Genius ကိုပိုင်ချက်တန်းကျောင်းကတော့ CCA ဆိုတဲ့ကျောင်းသားဘုံပြတင်ကြားစနစ်ကိုကျင့်သုံးနေပြီးကျောင်းသားတွေရဲ့ကိုပိုင်ဉာဏ်နဲ့စဉ်းစားအဖြေရှာတဲ့စနစ်တွေကိုတင်ကြားပေးပြီးတော့ကလေးတွေရဲ့ပိုကောင်းတဲ့အနာဂတ်တွေကိုပုံဖော်ပေးနေပါတယ်။ကျမတို့နိုင်ငံပေါ့နော် CCA CCA ဆိုတော့ကျောင်းသားဘဟုပြုတင်ကြားနည်းပေါ့နော် အရင်တုန်းကဆိုလို့ချင်းကျမတို့ကဆရာပဲဥဆောင်ပြီးတော့ဟိုဟောပြောတင်ကြခြင်းနဲ့တွားလိရှိတယ်ပေါ့နော်အခုကတော့ကျမတို့ကြောင်းမှာတော့ចောင်းသားဘုခုပြုចောင်းသားကိုအလုတ်ပေးပြီးတော့ចောင်းသားကိုစဉ်းစားဖို့တွေးခေါ်ဖို့အတွက်တို့ကိုဟိုစာကြည့်တယ်ဆိုလည်းသုံးမယ်ရတာစာအုပ်ကိုလည်းအသုံးပြုမယ်။ဆရာဆရာမကလည်းကောင်းလို့ရစာအုပ်တွေရှာဖွေဖတ်ပြီးတော့သူ့ဘောင်းထဲကနေပြီးတော့စဉ်းစားဖြေရှာတဲ့ပုံစံမျိုးနဲ့ကျမတို့ကသင်ကြားပေးပါမယ်။စာပြဟောပြောဝင်မှာပါဝင်ဟောပြောခဲ့သူတူဖြစ်တဲ့ဆရာဟင်းလက်က နိုင်ငံတစ်ခုတိုးတက်ပြောင်းလဲဖို့ပညာရေးတိုးတက်မှဖြစ်မယ်လို့ဆိုပြီးတကယ့်ပညာရေးဆိုတာဟာအတွေးခေါ်ပညာရေးဖြစ်တဲ့အကြောင်းကိုလည်းအခုလိုပဲရှင်းပြခဲ့ပါတယ်။အစိုးရတက်လက်ထမှာပညာသင်ကြားမှုပုံစံတွေပြောင်းလဲဖို့လိုတယ်လို့လည်းဆိုပါတယ်။အရေးကြီးဆုံးနိုင်ငံတစ်ခုပြောင်းလဲဖို့တိုးတက်ဖို့ရွေးဖို့ဟာအရေးကြီးဆုံးဟာပညာပဲ။လောကကြီးမှာစဉ်းစားမယ်၊ကြည့်ရတယ်၊ပြီးတော့မယ်၊သုံးသပ်မယ်၊ရေးဖတ်မယ်၊ရင်းခုန်မယ်၊ခံယူမယ် အဲအဲ့ဒါကိုသူငယ်တန်းကလေးကစာလေတန်းကြည့်တင်ပါရတယ်။အဲ့လိုပညာရေးမှသာနိုင်ငံတော်လေးတူတက်တယ်။လူငယ်တွေလည်းအားလုံးကိုစိုးကိုစားတယ်ရောကိုပိုင်ရည်သွေးတွေကိုသင်လာတယ်။ဘယ်လိုကျွန်တော်ပညာရေးလို့မလုပ်နိုင်ဘူး။ဆိုအပ်တယ်တဲ့။ကြောင်းနေမယ်ဆိုရင်ဘာရန်စစ်တမ်းလဲနော်။အဲ့ဒါလည်းစာပေဟောပြောပွဲကိုစီစဉ်ပေးတဲ့ Genius ကိုပိုင်ထက်တန်းကြောင့်မှာ ပညာသင်ကြားရေးပုံစံတွေကွဲထွက်နေပြီမဲ့ယုံကြည်တယ်လို့ကျောင်းသားမိဘတူကဆိုပါတယ်။ Genius ကိုပိုင်ထက်တန်းကျောင်းရဲ့သင်ကြားရေးပုံစံတွေကိုလည်းအခုလိုပဲပြောပြခဲ့ပါတယ်။များသောအားဖြင့်အခုသင်နေတဲ့ဒီပုံစံတွေကနေဇာကခွဲထွက်နိုင်မယ်လို့မှယုံကြည်လို့အပ်ခဲ့တာပါ။ဆာမွဲစစ်တဲ့ပုံစံကိုကြိုက်တယ်ပေါ့နော်။ဒီများကျောင်းနေနဲ့မတူဘူးပေါ့မိကွန်ထုတ်တာတဲ့ပိုင်းက သင်ကင်းပိုင်းအစားအကုန်လုံးဆရာစီမံပေးထားတဲ့အတွက်မိကုံထုတ်တဲ့ပိုင်းအောင်ကြိုက်တယ်။နောက်ကလေးတွေကဒီစာမွေးပေါ်မှာဝိတ်မရှိပဲနဲ့ပေါ့ပေါ့ပါပါသွားနိုင်တယ်လို့တခြားเจ้าတွေမတူတာပေါ့နော်။မအားအဲ့လိုသတ်မှတ်ပါတယ်။နောက်ပြီးတော့ဒီယတ္တဂီတပေါ့ additional subject တွေမှာကြတော့တကယ်ကို time table နဲ့ဟိုတကယ်ပညာရှင်ကိုခေါ်ပြီးတော့သင်ပေးတာပေါ့နော်။အဲ့ဒါကိုလည်းကြိုက်ပါတယ်။ဘာလို့လဲဆိုတော့ဟိုဒီကလေးတွေကစာရင်းနဲ့နဗန်းလုံးနေရတဲ့အချိန်မှာဒီဘာသာလေးတွေက relax ဖြစ်တယ်လို့မှအခင်ပါတယ်။